ဒီဗီဒီယိုလေးကအဲ့အောင်ရှင်မျိုးသားမျိုးသမီးကလူလွတ်တယ်ရောအကုန်လုံးကြည့်လို့ရတယ်ဒါကဘာလဲဆိုလို့ရှင်အမျိုးသားတွေအတွက်ကိုပြောမယ်ဒါပေမဲ့အမျိုးသမီးတွေလည်းဘာကြောင့်နားထောင်နေလဲဆိုရင်ကိုယ့်ရဲ့အမျိုးသားမှာဒီလက္ခဏာဖြစ်နေတာဆိုတဲ့အရာကိုခေတ်ဆက်လို့ရအောင်နော်အမျိုးသားတွေ family နဲ့ကိစ္စကိုဒီနေ့ဒီလိုလေးနဲ့မျှဝေပေးအမျိုးသားတွေ family နာ နော်ဘယ်ချက်တွေနဲ့ကိုကြည့်နေလဲဆိုတဲ့အကြောင်းရင်းလေးကိုနားထောင်ပြီးမှာအရှေ့မှာတော့အဲမိကမိရောင်းချတဲ့ဖြည့်ဆက်စာကိုဘယ်လိုလိုမျိုးတွေတောက်တင်နေဆိုတဲ့အရာကိုပြောသွားပြီးပြီဒီနေ့ကဒီအခုမိစီကိုတော်တော်များများလာလိုက်တဲ့ကလန်ရဲ့နေရပမ်းမလဲလို့စမ်းဆောင်ရေးကြလို့ဆိုပြီးတော့ဒီပြဿနာတွေတော်တော်များများတက်လာလို့ဒီနေ့ဗီဒီယိုလေးနဲ့ရှင်းပြလိုက်တဲ့ဗီဒီယိုလေးကိုတေချာဆောင်အောင်နားထောင်ပြီး ပါပြဿနာတစ်ခုခုဖြစ်ပြီးခန္ဓာကိုယ်မှာပြဿနာတစ်ခုခုဖြစ်ပြီးဆိုရင်အကြောင်းရင်းရှိလို့ဖြစ်တာအကြောင်းရင်းမရှိရင်ဖြစ်နော်ပထမအကြောင်းရင်းဘယ်လိုလူမျိုးတွေမှာဘယ်လိုလူမျိုးတွေပါဒီလိုယောဂလက္ခဏာတွေရှင်ဖြစ်လဲဆိုလို့ရှင်သွေးရိုးစီးကြိုနော်အာနှလုံးဒီနှလုံးသွေးကြောကျင်းတာအသေးကြောက်တဲ့အားနေတဲ့သူတွေအရက်ဘီယာဆိတ်လိုက် တောက်တက်တဲ့သူတွေနော်နောက်တစ်ခုကအထိုင်များတဲ့သူတွေတချို့ကကျွန်တော်တို့ဘာမှမလုပ်ဘူးဘာမှမရှိဘူးတခုတော့ညှိနေရမယ် နော်တခုတော့ညနေအထိုင်များတဲ့သူတွေတနင်္ဂနွေထက်ကိုပို့ပြီးအချိန်ကြာမြင့်စွာထိုင်နေတချို့ရှိတယ်ကွာအလုပ်ကိစ္စကြောင့်အမီတင်နေထိုင်တာမျိုးတွေအလုပ်ဈေးရောက်နေသူတွေနော်နောက်ပြီးတော့ဟိုကားမောင်းရတဲ့သူတွေအထိုင်များတဲ့သူတွေဝင်းချုပ်တက်တဲ့သူတွေကြာလာတဲ့ခါကျရင်မိတို့ဒီမျိုးသားတွေပန်းမလန်းခြင်းတွေဖြစ်တယ်ဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာဒီအကျိုးတွေအောက်ပိုင်းတွေကအညောင်းထိုင်ညောင်းလာတဲ့ခါကျရင် အာအကျောတွေကဘယ်လိုပြောမလဲဆိုတော့သွေးလည်ပတ်မှုအားတွေမကောင်းတော့ဘူးအာသူကခဏကဘယ်လိုပြောမလဲအကျောအားနေတဲ့အပိုင်းတွေဖြစ်လာတယ်ဒီအကျောအားနေတာတွေများလာလို့ဒီအောက်ပိုင်းမလန်းတဲ့ပြဿနာတွေဖြစ်ကြတာเนาะအားကြောင့်မို့တချို့တွေကအာဖြစ်ဆက်စာကဟိုဘောနော်ဘယ်လိုလူမျိုးတွေတောက်တင်တာလဲကျွန်တော်တို့မှာဒီလိုလက္ခဏာတွေဖြစ်နေတယ်အဖြစ်ဆက်စာတောက်ဖို့လိုအပ်တာဘာကြောင့်တောက်ဘာကြောင့်ဘောနော်ဒီလိုလက္ခဏာဖြစ်ရလဲဆိုတဲ့အကြောင်းရင်းကိုဒီနေ့ဗီဒီယိုလေးနဲ့မိုက်ကမျှဝေသွားပေးတယ် ကိုကဘယ်လက္ခဏာတွေနဲ့ညှိနေလဲညှိနေတဲ့ဟာလဲဆိုတော့ပါတင်ချာကြီးအာကိုကတကယ်ညှိနေပြီဆိုလို့ရှိရင်တော့ဒီတိုင်းမပေါ်နဲ့အာဘယ်လိုရမလဲကြိုတင်ပြီးတော့ကို လုံးရမယ့်အရာတွေကိုလုပ်ပါဒါမှမဟုတ်လို့ရှိရင်အာပန်းတည်သွားလို့ရှိရင်ယောဂပန်းတည်သွားပြီဆိုကုသတာအရန်ခက်ခဲတယ်နော်နောက်ပြီးတော့အချိန်နဲ့ပေးရတယ်ငွေတွေလည်းကုန်တယ်အဲဒီနေ့မိတ်မြောက်ဝင်မှုလေး အကျိုးရှိတယ်ဆိုရင်တခြားသူတွေသိအောင်လည်း share သွားပေးပါเนาะအာကိုသိချင်တဲ့အကြောင်းအရာလေးတွေကိုလည်း comment မှာရေးထားပေးခဲ့ပါ မကြီးကိုသိကျင်တာလေးတွေဆွေးနွေးခြင်းနဲ့နောက်ပြီးတော့ဖြည့်စက်စာလေးတွေလည်းလိုချင်တယ်ဆိုလို့ရှိရင်မကြီးရဲ့ profile အောက်မှာဆက်သွယ်ရတဲ့ Viber နံပါတ်ရှိတယ်။နောက်ပြီးတော့မကြီးရဲ့ဒီ profile အောက်မှာ page link တွေချထားပေးတယ် page ကိုလည်းလာလို့ရပါတယ်။အဲ့ဒီမှာလည်းဆက်သွယ်ရတဲ့နံပါတ်တွေကိုထားထားပေးပါတယ်ရှင်။เนาะအဲမြန်မာတိုင်းငံလုံးအကုန်လုံးအင်အားဝင်ချင်တယ်ပို့ဆောင်ပေးပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။အားလုံးညီကောင်းကြပါစေရှင်။